ဝက်ချံလိမ့်စေးတွေကိုဘယ်ချိန်မှာရဲကြမလဲမတော်ပနမှာဝက်ချံထွက်တယ်ဆိုရင်ဝက်ချံအတွက်လိမ့်စေးလေးတွေလိမ့်ကြရတယ်အဲပြီးတော့တက်တာဝါးတဲ့ခါမှာဒီလိမ့်စေးလေးကိုချက်ချင်းရက်လိုက်တာမျိုးတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးတက်တာဝါးပြီဆိုတာနဲ့ဆေးကိုချက်ချင်းဖြတ်လိုက်တယ်ဆိုရင်ဝက်ချံလေးတွေက အဲချက်ချင်းမြန်မြန်ပေါ့နော်ပြတ်ထွက်တာမျိုးကြီးရှိနိုင်နေတယ်။ဒါမှမဟုတ်လည်းဝက်ချန်ဆေးတွေကိုမတော့အချိန်အကြာကြီးဆွဲလို့ရဆိုရင်လည်းတခါလေအာဒီဆေးရင်သွားတာမျိုးတွေအာဒီ skin မှာပေါ့နော် irritation ပေါ့နီးရဆက်တာမျိုးကြီးဖြစ်နိုင်တဲ့အတွက်ဒီဝက်ချန်ဆေးတွေကိုပဲချိန်မှာရက်ရမလဲဆိုတာလေးနဲ့ပတ်သက်ပြီးအကြံပြုပြပြပေးချင်ပါတယ်။ဝက်ချန်လိမ့်ဆေးဆိုတဲ့နေရာမှာမတော့ဒီနိုင်ငံမှာတနည်းကြီးတဲ့လူတာတော့ပိုးသက်ဆေးတွေပေါ့နော်ဆိုတော့ပိုးသက်ဆေးမှာဆို clindamycin လိုမျိုး metronidazole လိုမျိုးဆေးလေးတွေပါမယ်။ပြီးရင်ဒီရောင်ရောက်ဝက်ချန်တွေအတွက်ဆိုမတော့ဘန်ဇိုင်းပါအောက်ဆိုက်တွေလူးကြရတယ်။နောက်ပြီးတော့အစီပူတွေအတွက်အဲဒီ acne scar တွေဆိုတော့မတော့ retinoid တွေလူး ဲပေါ့နော်ပြီးတော့ဒီဝက်ချန်အတွက်ဆိုရင်လည်းဒီ azelaic acid တို့ salicylic acid တို့စသဖြင့်ဒီလိုဟာမျိုးတွေကအလူးများတယ်ဆိုတော့ဒီလိုဆေးတွေကိုဘယ်ချိန်မှာရက်တင်လဲပေါ့ ဒီစီးရီထဲမှာအရေးကြီးဆုံးသတိထားရမှာတော့ပိုးသက်ဆေးတစ်ခုပဲပေါ့နော်ပိုးသက်ဆေးကိုအချင်းချင်းရေရှည်ဆွဲလို့မယ်ဆိုရင်တော့မတို့ဒီဆေးရင်သွားမျိုးတွေပါဖြစ်နိုင်နေဆိုတော့ပိုးသက်ဆေးတို့သတိထားတဲ့နဲ့ပိုးသက်ဆေးကတော့ကိုယ့်မျက်နှာမှာဝက်ချန်လေးတက်တာလာပြီဆိုတာနဲ့ပိုးသက်ဆေးကိုစပြီးရှော့လို့ရပြီချက်ချင်းရက်လိုက်တာတဲ့စာရင်ရှော့တာမျိုးပေါ့နော်ကိုကပိုးသက်ဆေးကိုတနေ့နှစ်ချိန်လူးနေတယ်ဆိုတနေ့တစ်ချိန်ပဲလူးတာမျိုးတနေ့တစ်ချိန်လူးနေကြသူတွေဆိုတစ်ရက်ချားလူးတာမျိုးနောက်ပိုင်းနှစ်ရက်ချားလူးတာမျိုးလုပ်ပြီးတော့တစ်ပြေးချင်းရှော့လိုက်လို့ရပါတယ်ဝက်ချန်တက်တာပြီဆိုတာနဲ့ပိုးသက်ဆေးကိုအရင်ရက်ရမယ်နောက်ထပ်တစ်ခုတော့ဘန်ဆိုင်းပါအောင်ဆိုင်ပေါ့နော်ဘန်ဆိုင်းပါအောင်ဆိုင်ကိုမတို့ဒီရောင်ရမ်းဝက်ချန်နေမှာ ုံးတယ်သူ့ကိုတော့အမကအကြမ်းမြင်အဲဒီမျက်နှာပေါ်မှာလိမ့်ပြီးရင်၄၅မိနစ်၄၅၁မိနစ်ဝန်းကျင်လောက်ထားပြီးရေဆိတ်ချခိုင်းတယ်ပေါ့နော်အကိုကဝက်ချန်လေးတက်တာလာပြီးလို့ခံစားရတယ်ဆိုရင်ဘန်ဆိုင်ပေါက်ဆိုင်ကိုချက်ချင်းမရက်ပဲနေပေါ့နော်သူ့ကိုဒီအရင်လိုပဲအာဒီ နေတိုင်းလူရဲဆိုရင်တရချာလူတာမျိုးအရင်တော့တပြင်းလုံးလူရဲဆိုနောက်ပိုင်းအဆက်ပေါ်ပဲတို့ပေးတာမျိုးအဲ့လိုမျိုးတွေလုတ်ပေးပြီးတော့တဖြည်းဖြည်းချင်းဖြတ်သွားလို့ရတယ်။သူ့ကိုတော့ဒီဝက်ချန်တက်တာပြီး3လောက်ထိပေါ့နော်ဆက်လူပြီးတော့မှဖြတ်သွားပေးတာပို့ပြီးတော့ကောင်းပါတယ်။နောက်တစ်ခုကတော့ဒီ retinoid series ပေါ့ retinoid ဆိုတဲ့ညမှာအမတို့ဒီ dappling တွေပါမယ် tretinoid လို့လူစေးလေးတွေပါတယ်။ဒီလူစေးကိုတော့အမတို့ဒီရေရှည်ဆွဲလူလို့ရတယ်။ဒီ retinoid ကကြတော့သူဒီဝက်ချန်အတွက်တာမကပေါ့နော်အဲဒီဝက်ချန်ကြောင့်ကျန်ခဲ့တဲ့အမာရုပ်တွေကိုလည်းတက်တာစေနိုင်တယ်လို့ဝက်ချန်ကိုပြန်မထွက်ဖို့ပေါ့ prevention အနေနဲ့လည်းသူ့ကို လိမ့်လို့ရတယ်ဆိုတော့ retinoid ကိုတော့အမတို့ဒီရေရှည်လူးလို့ရတယ်ဒါပေမဲ့သူ့ကိုလိမ့်တဲ့အခါမှာအသားတွေနီးရ၆တာ၁၀တာမျိုးတွေရှိရပေါ့နော်ဖက်လန်တာမျိုးတွေရှိရဆိုတော့စတိုင်မလူးပဲနဲ့အချာလေးပေါ့နော်လူးလူးပြီးတော့ထိမ့်ပေးလို့ရပါတယ်ဒီဝက်ချန်ဆေးထဲမှာ retinoid ဒီရေရှည်လူးလို့ရတယ်နောက်ထပ်ရေရှည်လူးလို့ရတဲ့ဆေးကတော့ azelaic acid ပေါ့ azelaic acid ကိုလည်းအမတို့ဒီဒီရောင်ရမ်းနာတွေပေါ့နော် anti inflammatory drug သုံးတယ်လို့မျိုးသူ့ကိုအနီးစက်တွေအတွက်ဝက်ချန်အနီးစက်အမဲစက်တွေလည်းသုံးတယ်ဆိုတော့သူဒီဝက်ချန်တတပြီးရတယ်သူ့ကိုလည်းအမရုပ်အတွက်ဆက်ပြီးတော့လိမ့်လို့ရတယ်ခုနလိုပဲအတိုင်းမလူးခြင်းဘူးဆိုရင်လည်းရက်ချာ လေးလူပြီးတော့ထိန်းသွားပေးလို့ရပါတယ်။နောက်တစ်ဝက်ချန်စီးထဲမှာတော့မတို့ salicylic acid ပေါ့နော် salicylic acid ကတော့အဓိကမတို့ဒီချွေးပေါက်ပိတ်တာတတ်တာဖို့အတွက်အဆီလေးတွေထိန်းဖို့အတွက်ဆိုတော့ကိုကကိုမျက်နှာမှာချွေးပေါက်ပိတ်တဲ့လက္ခဏာတွေမရှိတော့ဘူးပေါ့နော်အဆီဘူးတွေတိတ်မရှိတော့ဘူးတတ်တာလာပြီဆိုရင်တော့ဒီ salicylic acid ကိုလည်းအနေ့တိုင်းမသုံးတော့ဘဲနဲ့ပေါ့နော်တစ်ပတ်တစ်ချိန်နှစ်ချိန်လောက်ပဲ exfoliation ပေါ့ဆဲသေးဖယ်ရှားတဲ့အနေနဲ့သုံးပေးလို့လည်းရပါတယ်။ဆိုတော့ဒါကတော့ဒီဝက်ချန်စီးတွေကိုတဖြည်းဖြည်း short သွားတဲ့နည်းလေးတွေပေါ့နော်အကျန်းမြင့်သိထားမှာကတော့ဒီပိုသက်ဆေးတစ်ခုပဲပေါ့ပိုသက်ဆေးကိုတော့တတ်တာပြီးရတယ်နည်းနည်း short ပြီးရက်လိုက်လို့ရပါပြီ။ချက်လေးတတ်တာပါ ြီဆိုရင်ပေါ့နော်ဒီလိုမျိုးဆေးလေးတွေလျှော့တာအပြင်ကိုကိုယ့်ရဲ့ skin care line ကိုလည်းနည်းနည်းတော့ကြိုးစားရမယ်ကိုပုံမှန်သုံးနေကြပေါ့နော် skin care လေးတွေသုံးပြီးတော့ဒီနန်းခုံမီတိုဂျန်နစ်ပေါ့ချွေးပေါက်မပိတ်စေတဲ့ skin care လေးကိုတော့ပုံမှန်လေးဆွဲလို့ရမယ်ဟို skin care အစ်စ်ပြောင်းတာမျိုးလေးတော့တိတ်မလုပ်စေချင်ဘူးဘာလို့ဆိုပြန်ပြီးတော့ဝက်ချန်လေးထွက်မှာဆိုလို့ပေါ့နော်ဆိုတော့ပုံမှန်သုံးနေကြတဲ့တဲ့နန်းခုံမီတိုဂျန်နစ်ဒီချွေးပေါက်မပိတ်စေတဲ့ skin care လေးတွေကိုပဲဆက်လုပ်ပေးရမယ်ပြီးတော့ကိုယ့်ရဲ့ skin care ထဲမှာလည်း exfoliation effect လေးရအောင်ပေါ့နော်ခုနကအာဆေးတွေမသိပ်မလူးတော့ဘူးဆိုရင် skin care ထဲမှာမတို့ဒီနိုင်ငံစနက်မှာ ပါရာမျိုးတို့ salicylic acid ပါရာမျိုး glycolic acid ပါရာမျိုးကိုလည်းတစ်ပတ်ကိုတစ်ချိန်တစ်ချိန်လောက်ထည့်သုံးပေးမယ်ဆိုရင်လေဒီဝက်ချန်ပြန်ထွက်တဲ့နှုန်းကနည်းနည်းတော့နည်းနိုင်တာပေါ့နော်ဆိုတော့ကိုကဝက်ချန်လေးထွက်တယ်ဝက်ချန်ဆေးကြီးလူးနေတယ်ဝက်ချန်တက်တာဝါပြီဆိုရင်ပိုတက်ဆေးကလွယ်ပြီးတော့ပေါ့နော်ကျန်တဲ့ဆေးတွေကိုဖြည်းဖြည်းချင်းပဲအဲဒီလျှော့သွားတာမျိုးကပို့ပြီးတော့ကောင်းပါတယ်ဒါပေမဲ့ဝက်ချန်ဆိုတာမျိုးဒီဘယ်ချိန်မှာပဲဖြစ်မှာတို့ဒီအကြောင်းရင်းမျိုးမျိုးကြောင့်ပြန်ထွက်နိုင်တာမျိုးတော့ရှိတယ်အဲ့လိုပြန်ထွက်လာရဲဆိုရင်တော့ဆေးလေးတွေပြန်ပြီးလဲရတာမျိုးတော့ရှိတာပေါ့နော်